ဖြစ်နိုင်လို့ရှိရင်လေတောက်လျှောက်တောက်လျှောက်ရိုက်ခဲ့ရကားရိပ်မှန်သမျှအကုန်လုံးကိုနေတို့တယောက်တည်းနဲ့ပဲရိုက်ချင်ဟိုအချားစီမြိုင်နဲ့လည်းရိုက်ချင်နေပေါ့နော်ဒါပေမဲ့ကိုနေတို့ကြတော့လေအဲ့လိုကြည်ရင်ကြည်ရင်လည်းအဲ့လိုစိမ့်စိမ့်ကြည်ရင်လည်းကိုကြိုက်ပြီးတော့ချောတာဆိုတော့လေအေဂျီမားရဲ့တငယ်ချင်းမိဝိုင်းဖြစ်ပေါဝင်ပြီးတော့တရုပ်ဆောင်ထားရပေါ့နော်မတိုးอ่ะအေဂျီမားချစ်တာမတိုးရုံတေး င်ချဖို့ဒီကိုင်းမှာကမိကမလိန်ဟာဘတ်ဂျက်လည်းစိတ်ဖြစ်တယ်အဝယ်စားဆိုလို့ရှိရင်လည်းအဖွားအင်ကြီးအဖွားထမိန်နဲ့နော်အအချို့ဟာလည်းဆိုလို့ရှိရင်မထက်ထိုးစရာငှားထားတာပဲပါတယ်တော်တော်မှလည်းမူကဘယ်တော့ပါလဲဆိုရင်ဒီရှူတင်ပြီးသွားတဲ့အထိပေါ့နော်အိမ်မှာလေဖက်တော်ဟုတ်လားဖက်မသိပါဘူးတော့အဲ့လိုပဲဖြစ်တာအမနေပြင်ထားတာ ာမထက်နဲ့ကအရင်ထဲက close ဖြစ်ပြီးသားဆိုတော့လေထူး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 ပြီးတော့ post ဖြစ်เสียမလို့ဘူးအဲ့လားအပြင်ဒါကုနေတိုးတို့ဘာလို့နေရလဲဒီရုပ်ရှင်ကတော့ဝဲနေမှာလေရင်းနှီးသွားတယ်ဆိုတော့ဟိုယိုလဲရောက်လဲရောက်ကောအဲ့လိုဘုံလိုက်ကိုကျဲနေတော့တာပဲဟိုပါမြောက်ကြီးလေးလွတ်လာသလိုပဲအာ shooting တစ်ခေါက်ရှောင်းလုံးကလေအဓိကဆုံးတာကကုနေတိုးမထက်ထွန်းအာကိုရီစီဖြိုးကိုတာတွန်းနဲ့ပေါ့နော်တွန်းနဲ့ပဲဒါတစ်ခေါက်ရှောင်းလုံးဆုံးသွားတာကိုကကိုတယောက်တည်းချင်းဆိုတာတော်တော်လေးကိုနေခဲ့တယ်အရန်ကြိုက်တာလေ အရန်ကြိုက်တာအဘာလို့ဆိုငငယ်ရရလဲကြိုက်တယ်အခုချိန်လေးကြိုက်တယ်လေပြောရမယ်ဆိုကိုနေတို့ကဒါသမုငငယ်ရပေါ်တာလို့ပြောရမယ်ပေါ့နော်ဒါရှူတင်မှာဆိုလို့ရှိရင်တချိန်လုံးလေအဲ့လိုငေးကြည့်နေရကိုနေတို့ဆိုလို့ရှိရင်အဲ့လိုဒီဒီတွေကစာတင်မေးတယ်ဆိုတော့လေအဲတင်မေးရလဲနားထောင်နေသူ့ကိုလဲကြည့်ရဲ့ကအင်တော့ကတော့ကိုနေတို့နဲ့မဟုတ်မဟုတ်ဆိုပေါ့နော်ဒါအကုန်လုံးလဲပြိသက်တွေလဲရှင်းကြရတယ်ပေါ့နော်အဲ့တော့ကြောင့်မလို့ဒါငငယ်ရရနဲ့သူတို့မြောက်ကိုလေးစားအားကြခဲ့ရတယ်အခုချိန်ကြီးလဲလေးစားအားကြနေရတော့မယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ ဒါကိုနေတို့နဲ့ဒီကားမှာဆုံးခွင့်ရတယ်ဆိုတော့အញ្ញမ်းကို PD ဖြစ်မိပါတယ်ဘာလို့လဲဆိုပထမဆုံးကားမှာကိုနေတို့နဲ့တန်းဆုံးခဲ့ရဆိုတော့လေဖြစ်နိုင်လို့ရှိရင်လေတောက်လျှောက်တောက်လျှောက်ရိုက်ခဲ့ရကားရိပ်မှန်သမျှအကုန်လုံးကိုနေတို့တယောက်တည်းနဲ့ပဲရိုက်ချင်ဟိုအခြားစီမားရင်းနဲ့လည်းရိုက်ချင်တယ်ပေါ့နော်ဒါပေမဲ့ကိုနေတို့ကြတော့လေအဲ့လိုကြည်ရင်ကြည်ရင်လည်းအဲ့လိုစိမ့်စိမ့်ကြည်ရင်လည်းကိုကြိုက်ပြီးတော့ချောတာဆိုတော့လေအဲ့လို ဒါနာမည်ပြောင်းဖို့တော့ရှိရေပေါ့နော်ဒီကဏ္ဍဝင်ကတော့တော့မမိလိုက်လို့မပြောင်းဘူးဒါနောက်ပိုင်းကျရင်တော့ဒါတက္ကသိုလ်ဘုံပေးထားတဲ့နာမည်လေးပြောင်းဖို့အစီအစဉ်ရှိပါလားရှိပါအရင်ကတက္ကသိုလ်ဘုံကြီးကိုကိုးွယ်တယ်အဲ့ဒါပြတက္ကသိုလ်ဘုံကြီးရဲ့စကားလည်းအမြင်နှားထောင်တယ်အဲ့ဒါကြောင့်လည်းဒီနေရာမှာရပ်တည်နိုင်တာပေါ့နော်အဲ့တော့ကြောင့်မို့လို့ဒါတက္ကသိုလ်ဘုံကြီးရဲ့စကားကိုပဲနှားထောင်တဲ့အနေနဲ့နာမည်လေးပြောင်းရမှာပါရှင့် နာမည်ပြောင်းတဲ့ခါမှာအဆိုးရိမ်တိမ်မျိုးရှိပါဘူးအဓိကအချို့သူတွေဆိုလို့ရှိရင်ဒါမျက်နှာလေးကိုမှတ်ထားပြီးတော့နာမည်မမှတ်မိတဲ့သူတွေလည်းရှိရပေါ့နော်အချို့ကျတော့နာမည်မမှတ်မိမျက်နှာမမှတ်မိလူနဲ့မျက်နှာနဲ့မတွဲမိတဲ့သူတွေလည်းရှိရပေါ့နော်အဲ့တော့လေဒါဘယ်လိုပြောပြရမလဲနာမည်ပြောင်းတဲ့ခါကျလို့ရှိရင်အကုန်လုံးကိုအတီတလင်းခေါ်ပြီးတော့ပြောင်းသွားမှာပါလို့ပြောဆိုပါတယ်ဒီခန္ဓာဝင်ငတိုးက23ရက်နေ့ကျလို့ရှိရင်ဒါမြန်မာတနိုင်ငံလုံးမှာရုံတင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကားလေးကိုကြည့်ရှုအားပေးပါအောင်လို့ပြောချင်ပါတယ်ရှင်ဒါမြူဝိုင်းကာရက်တာအနေနဲ့လည်းပုံဝင်တရုပ်ဆောင်ထားတဲ့အတွက်ကြောင့်မို့အမားလေးပါခဲ့ရင်လည်းခုလိုပါလို့ပြောချင်ပါတယ်ရှင်